ေအုပ်စုအားပြန်ကြည်လာလို့ရှိရင်အကုန်လုံးအစားခံရမှာပါဘယ်အဖွဲ့ကမှချမ်းသာပေးမှာမဟုတ်ပါဘူးကိုကုံပြောရလို့ရှိရင်စေအုပ်စုခေါင်းပြန်ထူလာနိုင်လို့ရှိရင်စစ်နိုင်နေပါတယ်ဆိုရဲအေးအေးလဲတပွဲတည်းတောက်မခံနိုင်ပါဘူးอืมအဲ့ဒီချက်ပို့ပြီးတော့ထိထိရရပြောရမယ်ဆိုလို့ရှိရင် UWSA ဝပီတွေးစီညီညွတ်ရေးတက်မတော့လဲတောက်ခံပြီးတော့ကြံမနေနိုင်ပါဘူးအရခတ်တော်ဘလောက်လေးစားဖို့ကောင်းလဲ အရကတတော်ဒီယနေ့အချိန်မှာတကယ်ကိုရှစ်ကနေပြီးတော့ဥဆောင်ကြီးတိုက်နေတာဖြစ်တဲ့အတွက်ကျွန်တော်တို့နော်အညာဒေသနော်ဗမာဒေသမြို့ဝကျွန်းပေါ်ဒေသရန်ကုန်ဒေသဒေသအစုံကကျွန်တော်တို့ရဲ့လူငယ်တွေ PDF တွေ LDF တွေပြည်သူတွေအနေနဲ့အရကတတော်နဲ့ပူပေါင်းဆောင်ရွက်ပြီးတော့နော်ကျွန်တော်တို့အရကတတော်နဲ့တူတူလက်တွဲပြီးတော့အရကတတော်ရဲ့ဥဆောင်မှုနောက်ကိုလိုက်ပြီးတော့လုံးချဖို့သိအရေးကြီးတယ် တော်လိုင်းမျိုးတွေအားလုံးပဲမင်္ဂလာပါဆရာအော်တိုဘာလာ30ရင်းနေဖြစ်ပါတယ်တော်လိုင်းနဲ့ပတ်သက်တဲ့သတင်းဝန်သတင်းထူသတင်းကောင်းလေးတွေကိုကျွန်တော်ရေးဥစွာပြပြပေးကြပါတယ်ပြီးတော့ကျွန်တော်ဗီဒီယို reaction လုပ်ပေးမှာဖြစ်ပါတယ်ပထမဆုံးသတင်းလေးကတော့တနင်္လာနေ့တိုင်းတနင်္လာနေ့မြို့နယ်၄မိုင်ရွာမှာတက်ဆဲထားတဲ့အချမ်းဘတ်စစ်တပ်ကိုဝင်ရောက်တိုက်ခိုက်ရမှာစစ်သားရှစ်ဦးသေဆုံးခဲ့တဲ့အကြောင်းကိုဘိုခင်တပ်ဖွဲ့ကတာဝန်ရှိသူတူကပြောပါတယ်အော်တိုဘာလာ27ရက်နေ့မိုးလယ်2:25မိနစ်ကအချိန်မှာတနင်္လာနေ့မြို့နယ်၄မိုင်ရွာမှာတက်ဆဲထားတဲ့အချမ်းဘတ်စစ်တပ်ကိုတော်လိုင်းတပ်ဖွဲ့ဝင်တွေကဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်တဲ့အကြောင်းလည်းသိရပါတယ်ဒီတက်ကမှုအတွင်းမှာအချမ်းဘတ်စစ်တပ်က၈ဦးသေဆုံးပါတယ် 26ဦးအထိတိကိုဒါတိကက်တန်ရရှိခဲ့ပြီးတော့မှတော်လိုင်းရေးတဟုတ်မနေကတော့တိကက်မရှိပြန်လဲဆုတ်ခွာနိုင်ခဲ့လို့သိရပါတယ်ဒါက28ရက်နေ့မှာဒါဘိုဘိုခင်းတက်ဖွဲ့ရနေပြီးတော့မှဒီခွေတော်သားတွေကိုတရင်နိုင်မျိုးနဲ့၄မှန်ရွာကဒါကျွန်တော်တို့အဲ့မှာတက်ဆွဲထားတဲ့စစ်သားတွေကိုကျုံလိုက်တာပါเนาะရှစ်ကောင်သေးတယ်ဒါကျွန်တော်တို့26ကောင်တိကက်တန်ရရဆိုတော့ဝမ်းသာပါတယ်ဆက်ပြီးတော့မှကျုံပေးပါအောင်ဗျာနောက်ထပ်သတင်းကတော့မန္တလေးတိုင်းမြင်းချံမြို့နယ်မှာရှိတဲ့ကျေးရွာတွေကို၃လကြာစစ်ကြောင်းထိုးနေတဲ့ဂျမ်ဘတ်စစ်တပ်ကိုအချိန်ချင်းလိုက်လံတိုက်ခိုက်ရမှာစစ်တပ်ကတိကက်တေဆုံမှုများပြားတဲ့အကြောင်းကို မြင်းကျက် district battalion 2ကတည်ရင်မှုကပြောပါတယ်အောက်တိုဘာလကျွန်တော်တို့ august လတည်ရင်နေ့ကနေစတင်ပြီးတော့ပါဗောနော်မြင်းကျက်မျိုးဝါနေပြီးတော့ထွက်လာတဲ့အင်အားတထောင်ကျော်တောင်ပါတဲ့စစ်ကြောင်းကမြင်းကျက်မျိုးနယ်အတွင်းမှာရှိတဲ့ကျေးရွာတွေကိုဇက်တိုက်စစ်ကြောင်းတို့မီးရှို့ဖျက်ဆီးခဲ့တဲ့အကြောင်းဒီစစ်ကြောင်းကိုလည်းတော်လိုင်းမဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဝင်တွေကလမ်းတစ်လျှောက်မှာလိုက်လံပိတ်ဆို့တိုက်ခိုက်ခဲ့တဲ့အကြောင်းလည်းသိရပါတယ်ဒီထိတွေ့တဲ့ဘွဲတွေကအခုထိတိုင်ကိုဒါကျွန်တော်တို့ဒီအော်တိုဘာလ20နှစ်မှ9ရက်နေ့ထိပေါ့နော်အဲ့ဒါဖြစ်ပေါ်နေစေဖြစ်တယ်ပေါ့နော် ဆိုတော့တိုက်ပွဲတွေတွင်မှာဂျမ်ဘက်စတဲ့ဘက်ကယာနေချီကိုတိုက်ဆုံးပါတယ်တော်လည်းရေးတဖွဲ့ဝင်တွေဘက်ကလည်း9ဦးတိတိကြဆုံးခဲ့ပါတယ်ဒါပေမဲ့ဒါကြောင့်ဂျမ်ဘက်စတဲ့စစ်ကြောင်းကတော့လက်ရှိချိန်မှာကြေးရွာတွေမှာတက်ဆွဲထားဆဲဖြစ်တယ်လို့သိရတယ်ဗောနော်တထောင်ကျော်ဖြုတ်တယ်ဖြုတ်တာယာကျော်ရှော့တယ်ဆိုတော့ဒါပြောမယ်ဆိုရင်ကျွန်တော်တို့ဒါညီကိုရိုတွေရဲ့စူးစမ်းအထောက်ဖို့လည်း appreciate လုပ်ပါတယ်ဆိုတော့ဒီတိုက်ပွဲတွေအတွင်မှာမြင့်မြတ်စွာကြဆုံးခဲ့တယ်ရဲဘော်9ဦးကိုလည်းကောင်းရဒုက္ခရီလာပါစေလို့ကျွန်တော်ပလာတာကြီးရဲ့ဒီနေ့ကနေမှဆူတောင်းပေးလိုက်ပါတယ်။ကောင်းရဒုက္ခရီပဲလာပါပါ။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ညီကိုရိုတွေကပြည်သူကိုမျက်နှာမူပြီးတော့မှ ဒါဒီဒေါ်လာရေးအတွက်အသက်ပေးဆက်ခဲ့တာဖြစ်တဲ့ကြောင့်မို့လို့ကောင်းရကောင်းရတူတွေကိုချိန်နေပေါ့ရောက်မှာပါလို့ပလန်တာကြီးကဒီနေရာနေပြီးတော့မှမိသားစုတွေကိုပြောချင်ပါတယ်နောက်ထပ်သတင်းလေးကတော့ဒါကျွန်တော်တို့ဒီဟိုပါပေါ့အာတတင်းတတင်းအဟောင်းလေးပေါ့တတင်းဟောင်းလေးဆိုတာဘာလဲဆိုတော့ပြီးခဲ့တဲ့ရက်ပိုင်းကဒီမနေ့ကပေါ့နော်ကျွန်တော်ပြောခဲ့တဲ့တတင်းတစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုတော့ဒီကျွန်တော်မကွေးတိုင်းပေါ့နော်ဒါကျွန်တော်ဒီမကွေးတိုင်းမှာဖြစ်ခဲ့တဲ့မင်းနှုံးမှာဖြစ်ခဲ့တဲ့ဥစ္စာပေါ့ဒီမကွေးတိုင်းရဲမှုကြီး ကျော်စိုးဝင်လိုက်ပါလာတဲ့ရင်းနှန်းမှာကျွန်တော်တို့မင်းတို့မြို့နယ်မှာပေါ့နော်ဒါကျွန်တော်တို့ဒါမိုက်ဆွဲခံရခဲ့တယ်အဲ့ဒါလေးကျွန်တော်အားလုံးကိုပြောချင်တယ်ပေါ့နော်အဲ့ဒါကဒီကျွန်တော်တို့မင်းတို့မြို့နယ်ဘက်မှာပေါ့ဒါဒီဒီနွားကြီးပါလာတဲ့ရင်းနှန်းပေါ့နော်မင်းတို့မြို့နယ်မှာမိုက်ဆွဲပြက်ကတက်ခန့်ခံပြီးနေတော့မှာရဲမူကြီးကျော်စိုးဝင်ကသွားတွေတောင်ကျွတ်ထွက်ပြီးတော့မှာဒဏ်ရာတွေအပါဝင်အာအပြင်းထန်တဲ့ရရှိရတဲ့အကြောင်းမို့လို့ပေါ့နော်စေယုံတင်ထားရတဲ့အကြောင်းကိုရဲဘက်တရေရင်းမိတကန်တွေသိရတယ်ဆိုတော့အော်တိုဘလာနဲ့ဆန်နမ၈ရက်နေ့မှာပေါ့နော်ဒါမော်လယ်၁၂နာရီ 50မိနစ်ခန့်အချိန်မှာမင်းတို့မျိုးနဲ့မဲစတီဂျေးဝါနဲ့ဝမ်တိုဂျေးဝါအတင်းချမှာရှိတဲ့ပတ်သိမ်မောရလမ်းမိုင်းပေါ်မှာမင်းတို့မျိုးဘက်ကနေပြီးတော့မှဝမ်တွင်ဂျေးဝါဘက်ကိုမောင်းနေလာတဲ့မကွေးတိုင်းရဲဘူးကြီးကျော်စိုးဝင်လိုက်ပါလာတဲ့ကာလီစည်းပါတဲ့ကျန်တဲ့ကိုဒေါ်လာရီတက်ဖို့ဝင်နေကမိုက်ဆွဲပြစ်ခတ်တက်ခတ်ခဲ့တာဖြစ်တယ်။အဲ့တော့မကွေးတိုင်းရဲမှုကြီးကနေပြီးတော့မှရဲလုံကဒါကြောင့်စစ်စင်ရေးတော့ပေါ့နော်ဒီနွားကနေမျိုးကိုဒါဆင်းလာစင်မှာမိုက်ဆွဲပြစ်ခတ်တက်ခတ်ခဲ့ရတာဖြစ်တယ်ပေါ့နော်လက်တလုံးမှာဒီနွားက သွားတွေတောင်ကျွတ်ထွက်ပြီးတော့မှဒဏ်ရာအပြည့်အထန်ရရှိခဲ့တယ်လို့သိရတယ်ပေါ့နော်ဆိုတော့ဒါဒီကောင်အသက်အန္တရာယ်ဆိုးရင်ရဆိုတော့ဒီကောင်သေပါပဲမပူနဲ့အသက်အန္တရာယ်ဆိုးရင်ရတယ်ဆိုရင်အဲ့ခွေးတောင်သာသေဖို့များတယ်ဗျာအဲ့ဒါလေးကိုမိသားစုဝင်တွေကိုကျွန်တော်ကသတင်းကောင်းလေးတစ်ခုအနေနဲ့ပြောချင်တာနောက်ထပ်သတင်းလေးကတော့ဗာလဲဆိုတော့ဒါစစ်တပ်ရဲ့ရုပ်မာမှုပေါ့ဗျာအဲ့ဒါဗာလဲဆိုတော့ရွေးကောက်ပွဲမှာဝါရဒါကျွန်တော်တို့ဒါရွေးကောက်ပွဲဝါရပေါ့ဗျာအဲ့ဒါဝါရဖြန့်တဲ့ဒါဇကားပေါ့ဗျာဒါကျွန်တော်တို့အဲ့ဥစ္စာကိုဝေဖန်လို့ဆိုပြီးတော့မှရုပ်ရှင်ဒါရိုက်တာ ကိုမိုက်ဒီနဲ့တခြားလူပညာရှင်၂ယောက်ပေါ့နော်အဲ့ဒါကိုအစ်သက်ကဖမ်းဆီးခဲ့တယ်ပေါ့နော်ဒါဖမ်းဖမ်းတဲ့လူတွေကလည်းဒါကျွန်တော်တို့ကိုကျော်ဝင်းထွန်းနဲ့ဒါကျွန်တော်တို့ဒီကိုအောင်တိုင်းနဲ့ပေါ့နော်ကိုကျော်ဝင်းထွန်းနဲ့ကိုအောင်တိုင်းနဲ့ဒီကောင်တွေဖမ်းလိုက်တာပေါ့နော်ဆိုတော့ဒီကောင်တွေဟိုဘယ်လိုပြောမလဲသူတို့သူတို့သူတို့ဘက်ကနေပြီးတော့မှဒီရွေးကောက်ပွဲဥပဒေဟန်တာတဲ့ဒါနှောက်ရက်ဖြက်စီးတယ်ဆိုတဲ့ဟာမျိုးတွေပေါ့ဒီကောင်တွေကဟိုဥပဒေနဲ့အညီရေးယူဆောင်ရွက်တယ်လို့ပြောတာပေါ့အဲ့ဒါပဲပြည်သူလက်မခံပါဘူး လက်မခံပါဘူးမျိုးမျိုးထဲမှာရှိနေတဲ့သူကအစဒီဟာကိုလက်မခံခြင်းဘူးနော်ဒီကောင်လေးလက်နဲ့အားကိုလို့သာဒီလိုမျိုးဖြစ်နေတာဘလောက်မတ်ရိုင်းလဲရုပ်မှလဲဆိုတာစဉ်းစားကြည့်ဒါပေမဲ့ပြောချင်တာကဘာလဲဆိုတော့ဟိုဒီလိုမျိုးတရားများတောင်းမှုမရှိတဲ့ကောင်တွေရဲ့အောက်မှာနေနေပြီးတော့မှခင်ဗျားတို့ဟိုမိသားစုအသက်အန္တရာယ်ခေယုံနဲ့ခင်ဗျားတို့စားဝတ်နေရေးအဆင်ပြေယုံနဲ့ခင်ဗျားတို့အမှုပညာလေးလှုပ်ရှားဖို့အတွက်နဲ့တော့အမှုပညာသမားတွေကိုမရှင်းတန်ကြနိုင်လို့ကျွန်တော်ဗလာတယ်ရဲ့ဒီနေရာကနေပြောချင်တယ်အဲ့ဒါကြီးတအားရှက်ဖို့ကောင်းတယ်ဗျာသိလားခင်ဗျားတို့အတွက်ပြောတာပါအခုကြည့်လိုက်လေ ငါနဲ့မတူငါရန်သူလို့သွားတွေ့လားဖမ်းပလိုက်တယ်အဲ့ဒါအဲ့ဒါကောင်းတဲ့လောက်ရဲ့လားဒါမိုင်ရိုင်းတဲ့လောက်ရဲ့ပဲလေဒါကိုခင်ဗျားတို့အဲ့တချို့မျိုးပေါ်အောက်တန်းသားလူပညာသမားတွေကိုသိစေချင်တာဗျာသိလားခင်ဗျားတို့လည်းလည်းတစ်ချိန်ကျရင်အဲ့ကောင်လေးအဲ့လိုဆွဲစားခြင်းခံရမှာပဲမပူတဲ့အဲ့ဒါလေးကိုသိစေချင်တာโอเคနောက်ထပ်တဲ့လေးကတော့ဒါကျွန်တော်တို့မိုးကုတ်နဲ့မိုးမိတ်ကိုပေါ့နော်ဒါပြောမယ်ဆိုရင်တရုတ်ရဲ့ဂျားဝင်ဖြန့်ပြင်းမှုနဲ့ကြောက်တရုတ်ရဲ့ဂျားဝင်ဖြန့်ပြင်းမှုကြောင့်ပေါ့နော်ဒါ TNL ကစက်တက်ကိုပြန်ပြီးတော့မှလွှဲပေးမယ်သူတို့ပြန်ဆုတ်ပေးမယ်ပေါ့ဒါသို့တော့ ဒီမိုးကုံမှာရှိနေတဲ့မန္တလေး PDF ညီကိုတွေကတော့ဒေသခံပကဖရနဲ့ပူးပေါင်းပြီးတော့မှမိုးကုံမျိုးကိုဆက်ပြီးတော့မှကာကွယ်ပေးသွားမယ်။နောက်ပြည်သူနဲ့အတူမိုးကုံကိုဆက်ပြီးတော့မှကာကွယ်ပေးသွားမယ်။ဒီကောင်တွေကိုဆက်ပြီးတော့မှအာနာရှင်အမြင့်ပြတဲ့အထိတိုက်မယ်ဆိုပြီးတော့မှသူတို့ရဲ့ကြီးညာတဲ့စောင်းလေအလုံးထုတ်ပြန်ထားတာကိုမိသားစုတွေတွေ့ပါလိမ့်မယ်။အဲ့တော့မန္တလေး PDF ကိုလည်းကျွန်တော်တို့ဝိုင်းဝန်းပြီးတော့မှပံ့ပိုးပေးဖို့လိုပါတယ်။ဆိုတော့အဲ့ဒီဘက်ရှမ်းမြောက်တခွင်ဟလာအဲ့ဒီဘက်ချမ်းတွေပေါ့ကျွန်တော်တို့နိုင်ခဲ့တဲ့နေရာတွေတခွင်ပြီးတော့မှဆိုရင်တော့ကျွန်တော်ပထမဦးဆုံးစိတ်ပူတာတော့အာရကတက်တော့ ဒါ AA ဘက်ကိုလည်းကျွန်တော်စိတ်ပူတယ်ပေါ့နော်ဆိုတော့အဲ့ဒီဘက်တွေကိုလည်းကျွန်တော်တို့ဝန်းရံဖို့လိုပါတယ်အညာဘက်တွေကိုလည်းဝန်းရံဖို့လိုပါတယ်တရားတစ်ခေါက်တော့နေရာတိုင်းလိုလိုမှာတော့အရေးကြီးနေတာပေါ့နော်ဒါပေမဲ့အဲအဲ့ဘက်ချမ်းတဲ့နီးတဲ့နေရာတွေဆိုရင်တော့ဒီဒီလိုနေရာတွေရှိတဲ့အတွက်ကြောင့်မို့လို့အဲ့နေရာတွေကိုကျွန်တော်ဝန်းရံဖို့လိုတယ် PDF တွေနေတဲ့လေ24နာရီအလန်းဖြစ်နေဖို့လိုပါတယ်ပေါ့နော်ဒါလေးကိုလည်းကျွန်တော်ကဟိုတတိကြီးစွာနဲ့နေထိုင်ကြဖို့နော်ဒါပြောပြီးစီရေးအတိစီရေးတတိနေတဲ့ညီကိုတွေကိုကျွန်တော်ကအကြံပေးတာဖြစ်ပါတယ်ဆိုတော့ဒီဒီဒီကောင်တွေကပေါ့ပြောမယ်ဆိုရင်လက်နက်အားကို နောက်ပြီးတော့ရင်လူဝင်အားအတာလက်နက်အင်အားအတာနဲ့ဒီကောင်တွေကပြောမယ်ဆိုရင်ဒါကျွန်တော် TNLA တို့ဟုတ်လား MNDA တို့ကိုတရုတ်အားကိုနဲ့လှုပ်သွားတဲ့ဥစ္စာမျိုးတွေလည်းရှိတယ်လင်းရင်အားကိုနဲ့လှုပ်သွားရဆိုတဲ့ဥစ္စာမျိုးတွေလည်းရှိတယ်အခု MNDA နဲ့ TNLA ကလည်းစစ်တပ်နဲ့ဒါဟိုပြောမယ်ဆိုရင်ဟိုပူးပေါင်းတဲ့ဥစ္စာမျိုးမဟုတ်ပေမဲ့လည်းသူတို့အနေနဲ့ကတော့သူတို့တင်ထားတဲ့မျိုးတွေကိုစစ်တပ်ကိုပြန်ပေးလိုက်တယ်ဆိုတော့ဝင်ကားဝုတ်တိပုံစံမျိုးနဲ့ပြောမယ်ဆိုရင်တော့ ဟိုတွေ့ဝိုက်တော့နီးနေပူပေါင်းသွားရတဲ့ပုံစံမျိုးပါပဲဒါပေမဲ့ကျွန်တော်တို့လည်းသူတို့အပြစ်မပြောပါဘူးတို့ပေမဲ့သူတို့သိစေချင်တဲ့ဇကားလေးတစ်ခွန်းတော့ရှိရဲ့ဗျအဲ့ဒါကိုဆရာကိုသိမ်းမြတ်ကပြောပြပါလိမ့်မယ်နားထောင်ကြည့်ပါဦးဆေးအုပ်စုအပြန်ကြည့်လာလို့ရှိရင် အကုန်လုံးအစားခံရမှာပါဘယ်အဖွဲ့ကမှ ချမ်းသာပေးမှာမဟုတ်ပါဘူးကိုကုံပြောရလို့ရှိရင်ဆေးအုပ်စုခေါင်းပြန် ထူလာနိုင်လို့ရှိရင်စစ်နိုင်နေပါတယ်ဆိုတော့အေးအေးလေး တပွဲတည်းတောက်မခံနိုင်ပါဘူး။อืมအဲ့ဒီချက်ပို့ပြီးတော့ထိထိရရပြောရမယ်ဆိုလို့ရှိရင် UWSA ဝပီသွေးစီညီညွတ်ရေးတက်မတော့လဲတောက်ခံပြီးတော့ကြံမနေနိုင်ပါဘူး။ကြံတဲ့သူတွေကိုရှင်းပြီးလို့ရှိရင်ဝကိုရှင်းကိုရှင်းမှာပါ။ဟုတ်တယ်။စစ်မတိုက်ပဲထိုင်ကြည့်နေကြတာပါ။ကျွန်တော်တို့ကဂျားနေတွေပါဆိုတဲ့ရှမ်းတောင်ရှမ်းမြောက်အဖွဲ့ကိုလည်းချမ်းသာပြီးမှမဟုတ်ပါဘူး။စစ်အုပ်စုရဲ့ပြည်တွင်းစစ်ရဆဲရေးဆိုတာအဲ့ဒါပါ။အရင်တော့က လုတ်ခဲ့တယ်လို့မျိုးငေးချမ်းရေးယူမယ်အပြည့်ရလို့ရှိရင်စီးပွားရေးလေးလုတ်ခွင့်ပေးလိုက်မယ်ငါတို့ကတော့အေးစစ်စစ်ချမ်းချမ်းသာသာနေခွင့်ရလိုက်အောင်မယ်လို့တချို့စိတ်ကူးရနေတဲ့သူတွေရှိချင်ရှိပါလိမ့်မယ်အဲ့ဒီစိတ်ကူးရအိမ်မက်တွေဟာဒီနေ့ခေတ်ဒီနေ့အချိန်မှာအလုတ်ဖြစ်ဖို့တိတ်မရှိတော့ပါဘူးအချောင်သမားဝါရအတွက်စေအုပ်စုကအရင်လိုတကားဖွင့်ပေးမှာမဟုတ်တော့ပါဘူး ်စေအောင်စုကသူတို့ကိုယ်တိုင်ရေးထားတဲ့2008အခြေခံဥပဒေအောက်ကစစ်တပိုင်းအရက်သားတပိုင်းအစိုးရကိုတောင်းမှဖြတ်ပြီးတော့အာဏာသိမ်းလိုက်ခရဲကလက်နက်ကင်တပ်ဖွဲ့အားလုံးကိုဒီဒီချိန်မှာအပြတ်ချေမှုမှုရီမန်းချက်ရှိပြီးသားပါကျွန်တော်တို့တိုင်းပြည်မှာလက်နက်ကင်တော်လှန်ရေးအဖွဲ့တွေအများကြီးရှိပါတယ်အဲ့ဒီအဖွဲ့တွေအားလုံးတညီတညွတ်ထဲဝိုက်တိုက်ရဲစစ်အာဏာရှင်စနစ်ကိုဖြိုချနိုင်မဲ့အခွင့်ကောင်းအခြေအနေကောင်းတွေအများကြီးရှိခဲ့ပါတယ်ဒီနေ့အချိန်မှာလည်းရှိနေပါသေးတယ်ဒီနေ့ရှင်တွေဟာ တော်လှန်ရေးအောင်မြင်ဖို့အတွက်အခြေအနေကောင်းတွေအများကြီးရထားတဲ့အခြေအနေပါနေတဲ့လူကြီးတဲ့လူဆိုပြီးတော့ခွဲခြားနိုင်မယ်ဆိုရင်တော့အလုပ်ဖြစ်မှာမဟုတ်ပါဘူးအမေရိကန်လူနဲ့တရုတ်လူမပေါမှုဆိုတာမျိုးလုပ်နေလို့ရှိရင်လည်းအောင်မြင်မှာမဟုတ်ပါဘူးလက်ဝဲသမားနဲ့လက်ရသမားခွဲခြားနိုင်မယ်ဆိုလို့ရှိရင်လည်းရှစ်ဆက်တိုးနိုင်မှာမဟုတ်ပါဘူးဒီနေ့အချိန်ဟာကြီးများနေရမယ်အချိန်မဟုတ်ပါဘူးဆရာနာရှင်ကိုဆန့်ကျင်သူမှန်သမျှပေါင်းစည်းညီညွတ်ကြရမယ်အချိန်မှာ တော်လိုင်းရေးအဖွဲ့အချင်းချင်းအကြမ်းမှာကိုပဲတချို့လူတွေမှာရန်ညိုးရန်စားရှိကြပါတယ်တချို့လူတွေမှာမတူညီတဲ့အကျိုးစီးပွားတွေရှိကြပါတယ်တချို့လူတွေမှာနယ်မြေအငင်းပွားမှုတွေရှိကြပါတယ်တချို့လူတွေမှာတန်ဇာတပြိပခါတွေရှိကြပါတယ်အဲ့ဒါတွေအားလုံးကိုယာယီခဏဘေးချထားပြီးတော့မပေါင်းမဖြစ်ပေါင်းကြရမယ်အချိန်မှာပြည်သူလူတွေရဲ့မျက်နှာကိုထောက်ထားပြီးတော့ကိုယ်အချင်းချင်းအကြာကမတူကွဲပြားမှုတွေပြိပခါတွေကို မေ့ထားကြရမယ်အချိန်မှာကိုမာနာတွေကိုရှော့ချပြီးတော့လူမျိုးပေါင်းစုံ ပြည်သူလူလူကြီးရဲ့မျက်နှာကိုကြည့်ကြရမယ်အချိန်မှာရှေ့ရက်မှာအသက်ပေးပြီးတော့တိုက်နေကြတဲ့လူငယ်တွေတော်လှန်ရေးသမားတွေရဲ့မျက်နှာကိုထောက်ထားပြီးတော့မရရတဲ့နီးနဲ့မဖြစ်ဖြစ်တဲ့နီးနဲ့ပေါင်းချရမယ်အချိန်မှာကြာဆုံးသွားတဲ့လူငယ်တော်လှန်ရေးသမားတွေရဲ့မျက်နှာကိုထောက်ထားပြီးတော့ခေါင်းဆောင်ကြီးတွေကကိုကျိုးစွန့်အနစ်နာခံဥပပေါင်းချရမယ်အချိန်မှာ ပေါင်းဖို့ကိုဘာလို့အတင်းအဓမ္မနှိုးစော် တိုက်တွန်းနေရတယ်လေဆိုတော့ရှင်းရှင်းလေးပါမပေါင်းရင်အလုံးတေးကြတော့မှာမဟုတ်ပါရွေးစရာလမ်းကနှစ်လမ်းပဲရှိပါတယ်ပေါင်းကြမလားအသိခံကြမလားဒါပါပဲอืมဆိုတော့ဟိုဒီလက်နက်ကင်အနေနဲ့ပေါ့နော်ဒါပြောပါဆိုပြည်သူပဲရက်တီနေတဲ့လက်နက်ကင်အနေနဲ့ရောတိုင်းရင်းသားလက်နက်ကင်တွေရော PDF တွေရောအကုန်လုံးပေါ့ခင်ဗျားတို့တွေအနေနဲ့လဲဟိုအလုံးစုပေါင်းပြီးတော့မှာပေါ့နော် တိုက်ဖို့လိုတယ်ဗျဘာဖြစ်လို့လဲဆိုတော့ဒီဟိုကောင်တွေကဟိုကောင်တွေရဲ့ဒီရွေးလိုက်တဲ့အရွေးတရွေးကကျွန်တော်တို့ဘက်ကညီကိုတော်တွေဖြစ်ပြတ်သွားတာတွေ့ရမလားဆိုတော့ကျွန်တော်တို့တွေလည်းဒီကောင်တွေကိုပြန်ပြီးတော့မှတံပြန်ထိုးစစ်ဆင်နိုင်ဖို့လိုပါတယ်တံပြန်ထိုးစစ်မဆင်နိုင်သေးဘူးဆိုရင်တော့မှကိုယ့်ဘက်ကခံစစ်ကိုပိုင်ပိုင်နိုင်နိုင်လုပ်နိုင်ဖို့အတွက်ကိုအဖွဲ့အစည်းတွေအားလုံးညီညီညွတ်ညွတ်နဲ့ပေါင်းစည်းကြဖို့လိုပါတယ်เนาะဟိုကျွန်တော်တို့ပြီးသွားရင်လည်းအဲ့ဒီစစ်တပ်နဲ့ပေါင်းနေတဲ့ကောင်တွေမဖြစ်မနေမှုလို့ပေါင်းနေတဲ့သူတွေရောရွေချက်ရှိရှိပေါင်းနေတဲ့ကောင်တွေရောအဲ့ဒီကောင်တွေလည်း အရှင်းခံရမယ်ဆိုတာကိုသိစေချင်တဲ့ကြောင့်မလို့ဒီ profile reaction လုပ်ပေးတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ရဲ့ data line ကြီးမအောင်မြင်ရတဲ့အဓိကအကြောင်းရင်းနှစ်ချက်ရှိပါတယ်ဒီအကြောင်းရင်းနှစ်ချက်ကိုဒါသိသေးတဲ့သူတွေအတွက်ကိုဒါကျွန်တော်ကတော့ဒါပြောမယ်ဆိုရင်ဟိုမပြောလို့ဘူးဒါပေမဲ့မသိသေးတဲ့သူတွေအတွက်ကိုတော့ကျွန်တော်ဒီ profile လေးကိုအားလုံးကိုတင်ဆက်ပေးလိုက်ရပါတယ်ဒါကသားအရုံကပြပြထားတာဖြစ်ပါတယ်နောက်ထောင်ကြည့်ပါဦးဒေါ်လာရင်းမအောင်မြင်ရတဲ့အဓိကအကြောင်းရင်းနှစ်ချက် အားလုံးမိလာပါခမအောင်က ပြောရှာရှိနေခမဘာဖြစ်လို့တော်နေရေးအခုချိန်မှအောင်မြင်သေးတာလေအောင်ရင်အမြင်လေးပြောရှာရှိနေခမမိုင်းလေမမပေါ့အတိတ်ခန့်နေချက်ရှိတယ်နံပါတ်၁အချင်းချင်းမရှိလုံးကြတာအချင်းချင်းမရှိလုံးရင်ဘလိုမျိုးကြံတို့ကိုတိုက်မှာလဲနံပါတ်၂ရန်ညာရှိမပြတ်တာတာဟိုလူကိုနားလေပေးလိုက်ဒီလူကိုနားလေပေးလိုက် အဲ့ဒါလုံးလုံးမရဘူးရန်သူဆိုရင်အပြက်တရမယ်အရှင်မအချင်းချင်းရှိလုံးကြပါပြီးတော့ရန်ငါရှိပြက်တားကြပါဒါကတော့လုံးမကိုမေးဖို့နော်အေးရဘောင်အောင်ရပြီအောင်ကောအောင်ရပြီအားလုံးကိုချစ်တယ်နော်နောက်မှပြန်တွေ့ကြမယ်နော် အင်းမာဒါကတော့လုံးမကိုမေးဖို့နော်ဒါအောင်ကအသက်နံပါတ်1အရေးကြီးဆုံးပဲအဓိကစီလုံးမို့လိုတယ်ရန်ငါပြက်ဖို့လိုတယ်ဟုတ်တာပဲ ခလေးဆိုပေမဲ့လေခလေးစကားဟိုလူကြီးတွေထက်တောင်တချို့လူကြီးတွေပြောတဲ့စကားเนาะဒီဒေါ်လာရင်းမှာနေရာကြီးယူထားတဲ့တချို့လူကြီးဆိုတဲ့ကောင်တွေထက်တောင်မှာခလေးပြောတဲ့စကားအတိတ်ပဲပိုရှိသေးတယ်မဟုတ်လို့လားရန်ကကျွန်တော်တို့ပြက်ခဲလာမပြက်ခဲလာအတိဆုံးကျွန်တော်တို့ရေစီလုံးမှုရှိရလားညီညွတ်ခဲ့ရလားဆိုတော့အလုံးအတိဆုံးဖြစ်ပါလိမ့်မယ်ဒါကြောင့်မို့လို့ဒီခလေးတောင်မှာဒီလောက်သိတယ်ဆိုရင်တခြားထမင်းစားပြီးတော့မှဟိုပြောမယ်ဆိုရင်ကိုထက်အသက်တရက်ကြီးလို့သာဟိုတစ်နှစ်ကြီးလို့သာတစ်လကြီးလို့သာဟလာ၁၀နှစ်ကြီးလို့သာ၅နှစ်ကြီးလို့သာလူကြီးဖြစ်နေတဲ့သူတွေ သိဖို့ကောင်းတယ်လို့ကျွန်တော်ပြောချင်ပါတယ်အဲ့တော့ညီညွတ်ဖို့အတွက်ပေါင်းစည်းနိုင်ဖို့အတွက်ခင်ဗျားတို့အထက်လူကြီးဆိုတဲ့လူတွေဘာလို့ပေးနိုင်လဲဆိုတာကျွန်တော်တို့စောင့်ကြည့်နေပါတယ်เนาะကျွန်တော်တို့ကတော့ပြောเสียရှိတာပြောမှာပါပဲเนาะကျွန်တော်တို့ကဟိုသူကတော့ဘာလူမျိုးမို့လို့ငါကတော့ဘာလူမျိုးလို့မို့ဆိုပြီးပြောနေမှာလည်းမဟုတ်တလို့ဒါကြောင့်ခွဲခြားနေမှာလည်းမဟုတ်ဘူး။ तू ကတော့ဘယ်ဘာသာဝင်မို့လို့ငါကတော့ဘယ်ဘာသာဝင်မို့လို့ဆိုပြီးကျွန်တော်တို့ကပြောနေမှာလည်းမဟုတ်ဘူး။စစ်တပ်နဲ့ပေါင်းတဲ့ကောင်မှန်တယ်မဟုတ်အကုန်ပြောမှာရှင်းရှင်းလေးเนาะဘောမှာပဲဖြစ်ဖြစ်ဂျားနေပဲဖြစ်ဖြစ်တာကူပဲဖြစ်ဖြစ်အကုန်လုံးကိုကျွန်တော်တို့ပြောမှာ အဓိကကဒီတော်လိုင်းရေးနိုင်ဖို့အတွက်ကိုပဲကျွန်တော်တို့ UDP ပြောတာလူမျိုးစွဲလည်းမရှိဘူးဝါသာစွဲလည်းမရှိဘူးဘာသာစွဲလည်းမရှိဘူးသာသနာစွဲလည်းမရှိဘူးအဲ့ဒါလေးကိုသိစေချင်တာ Okay ဆိုတော့နောက်တစ်ပီဒီဖိုင်လေးတစ်ခုကိုကြည့်အောင်ပါအဲဒါကတော့ဒီကျွန်တော်တို့စုပ်အစုဒါကျွန်တော်တို့လက်ရှိကာလာတစ်ခုမှာပေါ့နော် Arcadet.aa အတွက်ကိုလည်းဒါပြောမယ်ဆိုရင်ဟို Arcadet. ပေါ့နော် AA ကိုဒါ PDF တွေအနေနဲ့ဒါပြောမယ်တနင်္ဂနွေလုံးတိုင်းနာမှာရှိနေတဲ့ PDF တွေအနေနဲ့ဒါ AA နဲ့ပူးပေါင်းဆောင်ရွက်ပြီးတော့မှ အကအကလည်းတော့ A ရဲ့ဥဆောင်မှုနောက်ကနေ light စေခြင်းတဲ့အကြောင်းလေးကိုကိုမျိုးထိုက်တန်တဲ့ကပြောပြပါလိမ့်မယ်။နောက်ထောင်ကြည့်အောင်ပါ။အရကတော်ဘလောက်လေးစားဖို့ကောင်းလဲ။အရကတော်ဒီယနေ့အချိန်မှာတကယ်ကိုရှစ်ကနေပြီးတော့ဥဆောင်ကြီးတိုက်နေတာဖြစ်တဲ့အတွက်ကျွန်တော်တို့เนาะအညာဒေသ နော်ဗမာဒေသမြို့ဝကျွန်းပေါ်ဒေသရန်ကုန်ဒေသဒေသအစုံကကျွန်တော်တို့ရဲ့လူငယ်တွေ PDF တွေ LDF တွေပြည်သူတွေအနေနဲ့အရက်ခတက်တော်နဲ့ပူပေါင်းဆောင်ရွက်ပြီးတော့နော်ကျွန်တော်တို့အရက်ခတက်တော်နဲ့တူတူလက်တွဲပြီးတော့အရက်ခတက်တော်ရဲ့ဥစ္စာမှုနောက်ကိုလိုက်ပြီးတော့လုံးချဖို့သက်အရေးကြီးတယ်။อืมတကယ်စစ်အနိုင်တိုက်ပါသည်တကယ်စစ်အနိုင်နိုင်အောင်တိုက်နေတာသည်အရက်ခတက်တော်ဖြစ်တယ်။မှန်တယ်ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ် KIA ဖြစ်တယ် KIA တကယ်ကိုလက်တွဲချနေကြတာ။ ဒီဘက်ကဆိုလို့ရှိရင်ကီနီတွေက KPD က KND က2တော့ကိုမာဝီတို့เนาะဒီဘက်မှာဆိုလို့ရှိရင်ချင်းဘက်မှာဆိုလို့ရှိရင် CDF 2ရှိတယ်တကယ်စော်နေကြလားเนาะတို့တွေအကုန်လုံးအကုန်လုံးတကယ်စော်နေကြလားအဲ့တော့မြမပီအလက်ပိုင်းဒေသကကျွန်တော်တို့လူငယ်တပ်ဖွဲ့တွေအနေနဲ့ဆိုလို့ရှိရင်မကွေးပကုတ်မန္တလေးစကိုင်းရခိုင်တပ်တော် AA နဲ့ရေးလလစနစ်တကျကိုပူပေါင်းပြီးတော့เนาะထိုးစစ်တွေမှာပါဝင်ဖို့သက်ရေးကြီးတယ်ဆိုတာကိုကျွန်တော်တင်ပြကြတယ်အဲ့တော့ အရကတတော် AA ရဲ့ခေါင်းဆောင်များအနေနဲ့လေကျွန်တော်ဒီညမှာတင်ပြချင်တာကကိုကစပြီးတော့လက်လန်းစေချင်ပါတယ်နော်လက်လန်းမို့တော့အရန်အလုပ်များရင်တော့နော်ပြည်သူဆက်ဆိုင်ဌာန email ဖြစ်ဖြစ်နော်ကျွန်တော်တို့စက်သွယ်ရန်ပုံစံတစ်ခုခုပေါ့ Telegram ဖြစ်ဖြစ် Signal ဖြစ်ဖြစ် Facebook ဖြစ်ဖြစ်တစ်ခုခုပေးပြီးတော့ဒီမြေပြင်ကရဲဘော်တွေအနေနဲ့နော် local တပ်ဖွဲ့တွေအနေနဲ့ကျွန်တော်ပူပေါင်းဆက်ရွက်လို့ရမယ် platform တစ်ခုအခြေအနေတစ်ခုကို ဖန်တီးပေးစေချင်တယ်နော်음ဆိုတော့ဟိုကျွန်တော်အနေနဲ့ပြောချင်တာကဘာလဲဆိုတော့လေအရကတော့ AA အနေနဲ့ဗျာသူတို့အနေနဲ့ဒီလိုမျိုးခင်ဗျားတို့လက်ဆွဲခေါ်ဖို့အတွက်သူတို့အနေနဲ့အချိန်မရအောင်ဆိုရင်ခင်ဗျားတို့ကိုယ်တိုင်သွားပြီးတော့ပူပေါင်းလိုက်တာလည်းကောင်းပါတယ်ဆိုတော့အရကတော့ AA အနေနဲ့လည်းဒီကျွန်တော်တို့မဟာမိတ်ပူပေါင်းအဖွဲ့အနေနဲ့ပူပေါင်းထားတဲ့ဥစ္စာတွေလည်းရှိပါတယ်ဆိုတော့ပြောချင်တာကဘာလဲဆိုတော့ဝကြထုံမြတ်နိုင်ငံကျွန်တော်တို့ကတနိုင်ငံလုံးအတိုင်းအတာအနေနဲ့စစ်ဦးစီးချုပ်ဖြစ်စေချင်တာကလည်းဒါပြောမယ်ဆိုရင်မြန်မာပြည်သူလူထုရဲ့ပြောမယ်ဆိုရင်မျှော်လင့်ချက်မြန်မာပြည်သူလူထုရဲ့ဖြစ်ချင်တဲ့ရည်ရချက်ဖြစ်တယ်ဆိုတော့ ဟိုအညာမှာရှိနေတဲ့သူမှမဟုတ်ပါဘူးဟိုအပေါ်ကနေပြီးတော့အောက်မှာရှိနေ PDF တွေအကုန်လုံးလဲအရကတ .a နဲ့ပူပေါင်းပြီးတော့မှတိုက်စီချင်တယ်ပေါ့ဗျာဟိုပါပြောချင်တာကဘာလဲဆိုတော့သွားပြီးတော့မှမပူပေါင်းနိုင်ဘူးဆိုရင်တော့မှသူ့ဘက်ကထရတယ်ဆိုရင်ကိုယ့်ဘက်ကလည်းဂျိုင်တူထပေးဖို့လိုတယ်ဒါမျိုးလေးကိုကျွန်တော်တို့ကအကြံပေးတာပါ CIA လောက်တာလည်းမဟုတ်ပါဘူးကျွန်တော်တို့ထပ်ပို့ပြီးတော့မှစစ်ရေးမှာပိုတိပိုတက်ပြီးတော့မှပိုကျွမ်းကျင်တဲ့သူတွေရှိပါတယ်နော်ကိုရီးယားတော့စစ်အနိုင်တိုက်ရေးအတွက်ကိုဒါမြေပြင်မှာရှိနေတဲ့ညီကုံများကိုလည်းနိုင်တဲ့ဘက်ကနေပြီးတော့မှညီညီညွတ်ညွတ်နဲ့ပူပေါင်းပြီးတော့မှတိုက်ကြဖို့တိုက်တွန်းနှိုးဆော်ခြင်း တစ်ခုပဲဖြစ်ပါတယ်။ Okay ဆိုတော့နောက်တဲ့ video file လေးတစ်ခုကတော့ကိုဇွဲပေါ့နော်။ကိုဇွဲကသူတွေးမိတယ်တဲ့။သူဘာတွေတွေးမိနေလဲ။အဓိကတော့ dollar yen နဲ့ပတ်သက်တာပဲသူတွေးမိမှာပါ။ဒီအကြောင်းအရာလေးကိုကျွန်တော်အားလုံးတူတူနောက်ထောင်ကြည့်ရအောင်ပါ။တငယ်ချင်းလိုပဲဆက်ရီခေါ်မီခိုင်းဆိုတဲ့ဝတ္ထုလေးကိုကျွန်တော်ဖတ်ဖို့ရပေါ့။အဲ့ဒီအချိန်မှာတော့ကျွန်တော်တို့ဆယ်ကျော်သက်တယောက်ရဲ့အချစ်အရသာကိုခံစားခေရစနစ်ရဲ့တမိုင်းကြောင်နောက်ခံတော့ မလိလာမိခဲ့ဘူးပေါ့ပြီးရွယ်ရောက်လာတဲ့အခါမှာတော့ဆရာတက္ကသိုလ်ပုံနိုင်ရဲ့ငွေချင်းလိုပဲဆက်၍ခေါ်မိခိုင်းဝတ္ထုကိုပြန်ဖတ်တဲ့အချိန်မှာတမိုင်းချောင်းနောက်ခံတွေကိုပြန်တွေ့ရတယ်ပေါ့အဲ့ဒါကတော့ဦးကျော်ဆန်းဦးဆောင်သောလူငယ်တက်ဖွဲ့ကဂျပန်ကိုခေါ်လာပြီးတော့အင်္ဂလိပ်ကိုတိုက်ထုတ်တယ်ပေါ့နော်အင်္ဂလိပ်ကိုတိုက်ထုတ်တဲ့အချိန်မှာအင်္ဂလိပ်တွေပြေးသွားတယ် ဂျပန်နေအုပ်ဆိုးတဲ့ချိန်မှာဂျပန်နေကတော့အချက်၁၀ချက်နဲ့ညမတင်စာသားတွေကိုတောင်းခဲ့တယ်ပေါ့နော်အဲ့ဒီချိန်မှာစက်ကောင်ရဲ့ပြပြဖြစ်တဲ့သူကစက်ကောင်ရဲ့အကူဖြစ်တဲ့သူကိုစကားတခုမပြောတယ်ပေါ့ကိုကိုတဲ့ငါတို့ဒေဦးပေါ်မှာအလော်ခံလို့ပူလို့ဆိုပြီးခုံချလိုက်တဲ့ဟာကမီးပုံပေါ်မဖြစ်စေနဲ့ အဲ့စကားလေးကျွန်တော်တားကြိုက်တယ်တကယ်လဲအင်္ဂလိပ်ကိုမောင်းထုတ်ပြီးဂျပန်ခေရောက်တဲ့အခါမှာပူလို့အလော်ခံခဲ့တဲ့အရာကအော်ပူလော်ခံရတာပူလို့ဆိုပြီးခုံချခဲ့တဲ့အရာမိဘုံဖြစ်သွားတယ်ပေါ့နော်မိဘုံဖြစ်သွားတယ်အဲ့တော့ကျွန်တော်တို့တော်လိုင်းရေးမှာလဲစစ်ကောင်စီကကျွန်တော်တို့တဲဦးတဲထဲလော်တဲ့အခါမှာအဲကျွန်တော်တို့ပူလို့ဆိုပြီးခုံချတဲ့အရာကမိဘုံမဖြစ်သွားဖို့လိုအပ်တယ်လို့ မြင်ပါတယ်ဗောနော်အဲ့တော့မီးပုံမဖြစ်သွားဖို့အတွက်တိကျခိုင်မာတဲ့ constitution တစ်ခုရဲ့ roadmap ကိုအကောင့်ထဲပေါ်ပြီးတဲ့နောက်တော်လန်ရေးပြီးစစ်မီလဲတည်ဆိုတဲ့လူတို့လူငယ်မျော်လင့်ချက်လေးအတိုင်းဖြစ်စေချင်ပါတယ်ဗောနော်ဒီစကားလေးကလည်း အဲ့ဒီခေတ်ခါနဲ့လည်းတော်တော်ကိုက်ညင်းသလိုယနေ့ခေတ်မှာလည်းကိုက်ညင်းနေတာလေးလည်းတွေ့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့လည်းတော်လည်းပြီးသွားတဲ့အခါမှာဒေဦးထဲမှာလော်ခံလို့ခုံချတဲ့အရာမီးပုံမဖြစ်စေပဲနဲ့လူလူလူမြောက်ရေးတိုးတက်ရေးကိုဖြစ်စေတော့တော်လည်းတည့်ရဖြစ်ရင်သိကောင်းပါပဲလို့တွေးမိပါတယ်อืมဆိုတော့ကျွန်တော်တို့ကဟိုကိုလိုနီကြော်လဲခံခဲ့ရတယ်ဖက်စစ်ဂျပန်တွေရဲ့ကြော်လဲခံခဲ့ရတယ်เนาะ ဒါပေမဲ့အဲ့ဒီဟိုကိုလိုနီဂျုံဖက်စစ်ဂျုံကဟိုပြောမယ်ဆိုရင်အဲ့စစ်ဂျုံပေါ်ကထက်ဆိုင်ပို့ပြီးတော့မှကောင်းနေသလားလို့တော့ကျွန်တော်တွေးမိပါတယ်။အမှဂျပန်နေရောက်လာတော့မှတွေ့လာရထားလမ်းနေတန်လမ်းနေရတယ်။အလားဒီအင်္ဂလိပ်တွေအုပ်ချုပ်တဲ့အချိန်မှာဟိုမှာဗိုလ်ချုပ်အောင်ဆန်းဇေးတို့ပါတော့ကျန်ကောင်းတာခိုင်ခန့်နေတာမှအခုကျွန်တော်တို့စစ်ဂျုံပေါ်ကိုရောက်နေတယ်။စစ်ဂျုံဆိုကို့ဂျုံပေါ့ဗျာ။ကို့ကိုဂျုံပြုတ်တဲ့ကောင်တွေစစ်တပ်ကကို့ကိုဂျုံပြန်ပြုတ်နေတာပေါ့။ အဲ့ဒီကောင်တွေရဲ့လက်ထက်မှာဖြစ်ပျက်နေတဲ့ကျွန်တော်တို့မြန်မာပြည်သူတွေရဲ့ကြည်ပြီးတော့မှတနာမိပါတယ်အဲ့တော့စစ်ချုပ်ဘွားနေအမျက်ဆုံးလူမျိုးအောင်ကြိုးစားရုံထွက်ကြပါစို့လို့အားလုံးဒီနေရာနေပြီးတော့မှတိုက်တွန်းလိုက်ပါစေကျေးဇူးများကြီးတင်ပါတယ်နောက်တစ်ခါမှပြန်ဆုံတွေ့ပါမယ်မင်္ဂလာရှိတဲ့ဒေါ်လာနေလေးဖြစ်ပါစေ Plata Replot YouTube Channel ဖြစ်ပါတယ်ကြည့်ရှုအားပေးခဲ့ကြတဲ့မျိုးတွေအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့တလုံးတဝပြည့်ဝနိုင်ကြပါစေဗျာ